တာပဲဆိုတော့ကျွန်တော်ချစ်ခံနေပြီးတော့အဲ့လိုမှာခွင့်တာလေးအရင်ကမော်တော်ငယ်တော့ကွာချစ်ခံနေပြီးတော့အောင်တော့ဟာရင်းတော့ဟာရင်းတော့ဟာရင်းတော့ဒါလည်းတော့ချစ်ပြီးတော့တစ်ချက်ပဲရှင်းရတော့မှာတစ်ချက်နှစ်ချက်ပဲရှင်းရတော့မှာရတယ်အကောင်ကြီးရှင်းအကောင်ကြီးထုတ်လိုက်အောင်ရှင်း တော့ပီဒီအာတွေကိုအားပေးတယ်။အဲ့မဲ့ပီဒီအာတွေကကိုယ်လေးနဲ့သူကတော့မခံနိုင်ဘူး။အောက်ကမောင်းမရမစားပီဒီဝါဆင်းပေးတာတော့။အာရောတိတ်ငါတယ်မရှိနဲ့မြန်မသွားဘူး။ဘလောက်ကိုဘောပြေပါလို့တော့ရောက်သွားတယ်။ဖားချပိုင်းရဲ့ရဲဘော်လေ။တုံကြီးဘလောက်ကိုဒီကလေးတွေကလည်းဖတ်ချင်ပါဘူး။ဖတ်ချင်ပါတော့ဖေးရချားလေးရ။ဖေးချားတယ်ကွာ။ဥမာစီတော်တွေကိုတိတ်ငါဆဲကိုတိတ်ငုံတယ်ကိုတိတ်ငါဆဲကိုဝယ်တယ်ကွာ။ကြည့်ရတယ်ကွာဘယ်လာဒီကတော့ငါတို့ဒီမိုကရေစီမျိုးပေါ်ပြောပေါ်တာမျိုးနေလိမ့်ပါဒီမိုကရေစီများအောင်မို့ ်နောက်ပြီးကြိုက်ပွဲဆောင်ပြောတယ်ငါတို့ကကြီးတော့ပါလာရလို့ရှိရင်ငါတို့ပြောတာပါစားတော့ငါပြောတော့ပြောပါလေအင်ဂျင်နီယာဆီဆိုပါလေတိတ်နေအောင်တော့ဖတ်တာဖြစ်ပါဘူးဟုတ်ကဲ့ဒီတိုင်းပဲတစ်ခါမှမဟုတ်ဘူးကျွန်တော်တို့အဖွဲ့ကိုလည်းအားနာပေးကြတယ်ကျွန်တော်တို့လည်းအားနာပေးကြပါဘူးဒါပြီးတော့ကျွန်တော်တို့တို့အနေနဲ့အားဖြင့်နေတယ်ဟုတ်ကဲ့လာရတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်ဆယ်နေမှာ

ပြီးပါတော့လေကလားလေးကလားလေးပါနော်ဟုတ်ရောပါဘူးခင်ဗျာအဲ့လိုပြောပြီးရတယ်အဲ့အဲ့ငါတော့ပါအပြီးမှပြန်ရတော့ကျွန်တော်ကကငုံငုံပြန်ပြန်ရအောင်ခုကနော်ငုံငုံငုံကျွန်မနေရာကိုပြန်တော့အခုဆက်ကြောင်းတော့တို့ပြန်နေပါလားတို့တွေကိုအကုန်လုံးရေးဆက်နေကြတယ်ခေါ်တော့မှာရေးဆက်နေကြမှာတို့ကိုခေါ်မှာ ရရှိတော့ရာရာရာတပိုင်းပေါ်တော့လာဒီလိုမထားဘူးလားဒီဘောကိုကျွန်တော်တို့နဲ့မင်းတို့တော့ဆောင်းမင်းတို့လည်းဆောင်းနေတာကိုကြီးမအောင်မထားချင်ဘူးတို့ကဒီကိစ္စကတော့တော့ချိန်ကြလာပြီဒုက္ခပေးမှလို့ကိုတို့ကဒီဘောကကျွန်တော်တို့ကယူရမှာဖြစ်တယ်ကွာတရစ်စနဲ့ကလာလာရဲဘောတွေတော့ဟာမဟုတ်ဘူးဒါရင်လဲကျွန်တော်တို့ကတိုက်ရိုက်ပုံမှန်နဲ့လာမှာအဲနော်တို့တို့ကတို့မဟုတ်ဘူး ဟုတ်နောက်ရက်ဘွဲလာလဲဒီခွက်လိုပုံစံမျိုးစစ်စတမ်းမျိုးနဲ့သွားမှာလားတရင်နဲ့ပါဆိုမှာကျွန်တော်တရင်ဘယ်လိုလုပ်မလဲမှန်တယ်မှန်တယ်ဟုတ်တခါလဲချစ်တော့မုန်းစံကားပြတဲ့တခါကြီးပုံစံမျိုးသွားမှာဆိုတော့နောက်ခွက်လဲကိုတို့ကလုပ် ရောဟန်ကိစ္စတွေအရကျွန်တော်ပြောပြစ်စစ်ပေးဟုတ်ရောဟန်ဟုတ်ဘာကန်လာကြတော့ပြီးပါအစ်မရှင်အောင်ခလုတ်လုတ်ဟုတ်တယ်အဲ့ဒါဟုတ်ပဲရောဟန်လည်းကတည်းကရောဟန်လည်းကတည်းကနက်နက်လုံးတက်လက်မှာပြတော့လည်းဘလို့ရှိလဲကျွန်တော်လည်းမသိဘူးအာပြီးပါရှင်အောင်ဟုတ်တယ်ကျွန်တော်ကဒုတိုင်ရင်ဖြစ်တဲ့အတွက်သူ့လောက်ကပြတော့သူကအမခံပြီးတော့ချမောင်ခေါ်လာတယ်။အမေဒီခေါ်လာတာကဒီကိုမှန်းမှန်းမှန်း အဲ့ဟာပါတယ်မခေါ်တာပါတယ်ဒီအာဒီတော့တည်းရွယ်ချက်ရပြီတော့ဒါပေမဲ့သူလည်းဘာလို့လုံးမလာဘူးဒီကောင်းရင်းလာဘူးသူ့ကိုတော့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 ချင်းကိုသွေးကိုရွေးလာချင်းကိုချက်လို့မင်းမင်းကအားနာတယ်ဟာဟုတ်ပြီကျွန်တော်ကျွန်တော်တို့မှာထက်လို့ရအဲ့ဒီကိုလူပါမဖက်နိုင်တယ်လေလက်ဘင်းကိုကျိုးဆွပြီးတော့ကတော့ပါတယ်ဒီလိုဒီကိုဆွဲကြတယ် ောင်နေအဲ့မေလိုးတွေခိုင်းတာအဲ့မေလိုးကအဲ့ကြောင်နေကိုအဲ့လိုခိုင်းတာတော့တို့ပြည်သူပြည်သူတွေကိုဒေဘက်ကိုကျွတ်နေဆိုတဲ့အာနောက်ကနေဆွဲနေတာတန်းနေ

ရဲ့ရရှိတော့ရာကြီးရာကြီးလားအပိုင်းခေါ်တော့မလားဒီလိုမထားဘူးလားဒီဘောကျွန်တော်တို့ကမင်းတို့ကမင်းတို့ကအောင်နေလားဘယ်မှာမထားကြဘူးတို့ကကြည့်နေကြတာတို့ရှင်ကြားလာပြီဒုက္ခပေးမယ်လို့ကိုရောဒီဘောကကျွန်တော်တို့ကယူအောင်မဖြစ်တဲ့ကြာတိစနေကလာရဲဘောတွေတော့ဟာမလို့ဘာရင်လဲစစ်ကော်မရှင်ကပြုလုပ်သည့် NCA 10နှစ်ပြည့်အခမ်းအနားသို့အပြည့်ရအဖွဲ့များခေါင်းဆောင် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရွတ်စစ်တက်ရောက်ခြင်းမရှိ အာနာသိန်းစစ်ကော်မရှင်ကနေပြည်တော်တွင် ပြုလုပ်နေသည့်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 32ပြည့်အခမ်းအနားကိုမင်းတို့နှင့်ထိတွေ့ဆက်ဆံနေသောလက်ကျန်ပြည့်ရဲ့အဖွဲ့များကောင်းဆောင်ဗိုလ်ချုပ်ကြီးရွက်စစ်တက်ရောက်ခြင်းမရှိကြောင်းသိရသည်။အဆိုပါ NCA 32ပြည့်အခမ်းအနားကိုယနေ့အောက်တိုဘာ15ရက်ကနေပြည်တော်တွင်ကျင်းပနေခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကိုတိုက်ရိုက်ထုတ်လွှင့်မှုများပြုလုပ်နေပြီးရင်းအတွက်စစ်ကော်မရှင်ကရင်းတို့နှင့်နှိဆက်သူများအားချုပ်တင်ဖိတ်ကြားထားခဲ့ရာတက်ရောက်လာသူများတွင်ဗိုလ်ချုပ်ကြီးရွတ်စစ်ကိုတွေ့ရှိရခြင်းမရှိပေဗိုလ်ချုပ်ကြီးရွတ်စစ်သည်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌဖြစ်သလို NCA ရေးထိုးထားသောလက်ကျန်ပြည်ရအဖွဲ့များ၏မဟာမိတ်အဖွဲ့ခုနှစ်ယောအော်လီယန်စ်ခေါင်းဆောင်ဖြစ်လေတာဝန်ယူထားသူဖြစ်ပြီးယခင်နှစ် NCA နှစ်ပတ်လည်နေများတွင်ငင်းကိုယ်တိုင်ဥဆောင်တက်ရောက်လေရှိသည် ယခုနှစ်တွင်မူ RCSS ကိုယ်စားလှယ်ကိုသာဆေးလွတ်ခဲ့ပြီးယခင်တက်ရောက်နေကြ KNU ဥက္ကဋ္ဌဟောင်းစောမှုတူဆေးဖို့နှင့်ပရိုဆောရွှေမောင်း DKBA ဒုစဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝ KNUPC ဒုဥက္ကဋ္ဌနောကပေါ်သူ ALP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းတို့တက်ရောက်နေကြောင်းသိရသည် အလားတူစစ်ကောင်မရှင်ကလည်းအာဏာသိမ်းပြီးနောက်တင်းတို့အမိခံပြုလုပ်လေးရှိသည့် NCA ခန်းနာကိုရခင်နှစ်များကမြည်သူမြဝတက်ရောက်ကြသည်ဟုခန်းခန်းနာနာထုတ်ပြန်တော့လေယခုနှစ်အတွက်မူလက်ရှိအချိန်ထိဖော်ပြခြင်းမရှိသေးပေထို့ပြည့်ရက်ဖွဲ့များအနက်ဗိုလ်ချုပ်ကြီးရွတ်စစ်ဦးဆောင်သည့် RCSS အဖွဲ့တစ်ဖွဲ့သာလျင်အင်အားတင်းတင်းရှိပြီးကြံအဖွဲ့များသည်အင်အားနှင့်အဖွဲ့များဖြစ်သလိုစစ်ကောင်မရှင်နှင့်တွဲဆုံဆွေးနွေး၍ NCA ကိုဆက်လက်ကင်ဆွဲထားသောအဖွဲ့များလည်းဖြစ်ကြောင်းသိရသည် Mm-hmm.